ဖိုးဖိုးပိတ်ဖွင့်ပြီးတော့ဝင်ဝေချာမဲ့သူများအတွက်ဆနစ်တကျပိတ်ဖွင့်လေးကိုပြောပြပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အကောင့်တစ်ခုမှာဆိုလို့ရှိရင်ပိတ်ရှင်အများကြီးဖွင့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ account ထဲကိုဝင်ပါမယ်။ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ profile လေးကိုနှိပ်လိုက်ပါမယ်။ profile ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်ပါ ဆွဲတင်ပြီးွားပြီဆိုလို့ချင်းဒီမှာစီမောလေးကိုနှိပ်ပေးပါ စီမောကိုနှိပ်ပြီးွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ page ဆွာလေးကိုနှိပ်ပေးလိုက်ပါ page ဆွာကိုနှိပ်ပြီးွားပြီဆိုလို့ချင်းကျွန်တော်တို့က page အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ create ဆွာလေးကိုနှိပ်ပေးပါ create ဆွာကိုနှိပ်ပေးပြီးွားပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာ public page ပေါ့နော် personal အောက်ကကောင်ကိုကျွန်တော်ရွေးပေးပါ အပွားအကောင်ကိုသွားပြီးတော့မရွေးပါနဲ့အပွားကျတော့ profile ပေါ့နော်အောက်ကကျတော့ classic page ပေါ့နော်အောက်ကအကောင်ကိုကျွန်တော်တို့ရွေးပေးပါပြီးရင် name နဲ့သွားပါပြီးရင်တော့ကျွန်တော်တို့တွေက create new page ဆိုတာကိုရွေးပေးပါ name နဲ့ဆက်သွားပါပြီးရင်ကျွန်တော်တို့တွေကဒီမှာ guest ဆိုတာလေးကိုနှိပ်ပေးပါ CO option ကိုနှိပ်ပြီးတော့တစ်ချက်ကြည့်ကြည့်ပါမယ်။ Okay เนาะ တော့ဒီနေရာမှာတော့ကျွန်တော်တို့ကပြန်ပြီးတော့စစ်ကြည့်တာဖြစ်ပါတယ် gas tag ကိုကျွန်နှိပ်ပေးပါအဲ့တော့ဒီနေရာမှာပိတ်နှိမ်ကအရန်အရေးကြီးပါတယ်ပိတ်နှိမ်ကကျွန်တို့ဒီနှစ်ခါသုံးခါထပ်ပို့ပြီးတော့ chain လို့မကောင်းတာဖြစ်တဲ့အတွက်ပိတ်ဖွင့်မယ်ဆိုတဲ့ကကျွန်တော်တို့နှိမ်ကိုတခါတည်းစဉ်းစားပါလေလလလေးတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်ကိုကဘယ်အတွက်ဖွင့်တာလဲပေါ့နော်ကိုပိတ်ကိုဘယ်အတွက်ဖွင့်တာလဲကိုရဲ့ တာကတ်ကဘာလဲပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကိုယ်ရွယ်ချက်ရှိရှိလေးနိုင်ကိုထည့်ပြပါအဲ့တော့ကျွန်တော်ကတော့ဖွင့်ပြတာဖြစ်တဲ့အတွက်ကျွန်တော်အလွယ်ကူပဲထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော် next နဲ့သွားပါမယ် ီးရင်တော့ဒီနေရာမှာကက်ကူလတီရွေးပေးရပါမယ်ကက်ကူလတီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟလာကျမ်းမာရေးအတွက်လားနောက်တစ်ခုကအားကစားအတွက်လားနောက်တစ်ခုကဒီ music တွေအတွက်လားပေါ့နော်၃ခုအထိကျွန်တော်တို့ရွေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ညွှေးပေးလိုက်ပါ create ကိုနှိပ်ပါမယ်အဲ့တော့ဒီညလေးမှာကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီမှာ ဖြည့်ရမယ်အချက်အလက်လေးတွေကျွန်တော်ရှိပါတယ်ဒါလေးတွေကနောက်ပိုင်းကျမှပြန်ပြီးတော့ဖြည့်ပါမယ်အဲ့တော့ဒီမှာ anyway open ဆိုတာလေးကိုကျွန်တော်ထည့်လိုက်ပါမယ်ထည့်ပြီးွားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုကျွန်တော်တို့နေနဲ့ထပ်ပြီးတော့သွားပါမယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ profile လေးပါလေးထည့်မယ်ဆိုထည့်လို့ရတယ်အဲ့တော့ကျွန်တော်မထည့်သေးတာဖြစ်တဲ့အတွက် name နဲ့ဆက်ပြီးတော့သွားပါမယ်ပြီးွားပြီဆိုလို့ရှိရင်ဒါက အဒမင်ထဲမှာရှိနေတဲ့ front နေပေါ့နော်ဒီလူတွေကိုကျွန်တော်က invite လုပ်မယ်ဆိုလို့ရှိရင် slot all ဆိုတာကိုနှိပ်ပေးလိုက်ပါ slot all ကိုနှိပ်ပေးပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ next နဲ့ဆက်သွားပါပြီလို့ရှိရင် invite ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တပါ next နဲ့ဆက်သွားပါမယ်ပြီးရင်တော့ကျွန်တော်တို့မှာ dance ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ page တစ်ခုဖွင့်လို့ပြီးသွားပါပြီခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်